မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့ချက်တူချက်စေးနီးကစီးရင်စစ်ဆောင်အောင်ပြုကြခဲ့ပါတယ်။စီးရင်စစ်ဆောင်အောင်ပြုကြရမှာပျောက်ဆုံးသူ103ဦးထိရှိရလို့သိရပါတယ်။ April 10ရက်နေ့အထိသေဆုံးသူ22ဦးရဲ့ရုပ်အလောင်းတွေကိုရှာဖွေတွေ့ရှိထားပြီး9ဦးကိုတော့ဆေးရုံပို့ထားတယ်လို့ထိုင်းမီတက်နဲ့ကေဇေးတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်။အဲ့ဒီဆောင်အောင်ထဲမှာ89ဦးထိကျန်ရှိနေနိုင်ပြီးမြန်မာရွှေပြောင်းလုံတာ30လောက်ပါဝင်နိုင်တယ်လို့လူသမားကြီးဆောင်ရွက်နေတဲ့အဖွဲ့တွေကပြောပါတယ်။ မြန်မာလူထုမားတွေရဲ့မိသားစုတွေအနေနဲ့အခွင့်အရေးရှိဖို့တက်ဆိုင်ရအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး Foundation FED ကပြောပါတယ်။ကျွန်တော်တို့အနေနဲ့ယုံကြည်တာကတော့အစိုးရကပြောတဲ့တည်ဆုံသွားတဲ့လူတွေလက်မှတ်ရှိရှိမရှိရှိသူ့ရဲ့တန်ရာတန်ရာပေါ့ထိုင်းစိုးအနေနဲ့အပေးနိုင်ဆုံးရော်ကြီးကိုတော့ကျွန်တော်တို့ရဲ့အစိုးရပြောတဲ့ထိုင်းရှင်းနေတယ်တော့ဆောင်ရွက်နေတယ်သူတို့အဲ့အတွက်လည်းကျွန်တော်ပြင်ဆင်နေတယ်လိုအပ်တဲ့စာရွက်စာတမ်းအထောက်ထားနောက်ပြီးတော့မျိုးရိုးဗီဇစစ်တဲ့ ခါတွေမှာကျွန်တော်ဆောင်ရွက်နေတာမျိုးကိုကျွန်တော်တွေ့ရပါတယ်။တို့ဒီမှာလဲရုံးခွင့်ပြီးတော့ဟိုဒီမှာကျွန်တော်တို့ဒီသက်ဆိုင်ရာအာဏာပိုင်တွေဟိုကျွန်တော်တို့လုံသမားရေးဝင်ကြီးဌာနတွေအစောကပြောတဲ့ဟိုလူမှုခုလုံရေးဌာနရင်းတွေပူးပေါင်းဆောင်ရွက်နေတာမျိုးတွေရှိပါတယ်။ဘလို့ပဲဖြစ်ဖြစ်လက်မှတ်ရှိရှိမရှိရှိတစုံတရာတော့တို့ရော်ကြီးအကျိုးခံစားဖြစ်ရှိမယ်လို့ကျွန်တော်တို့လည်းညောင်းနေပါလေဒါပေမဲ့ကျွန်တော်တို့ရှစ်ပေါင်းဥပမာဒီရဲ့မိသားစုတွေအနေနဲ့တော့အင်တိုက်အားတိုက်တက်တက်ကြွကြွ ျွန်တော်တို့စနစ်တကျနဲ့ဟိုကူပေါင်းဆောင်ရွက်ဖို့တော့လိုမယ်လို့ကျွန်တော်နေပြောချင်တယ်အဆောင်အုံပြူချောင်းမှုတွင်ပြိမိနေတဲ့မြန်မာအလို့သမားတွေမှာအထောက်ထားမပြည့်စုံသူတွေပါဝင်နေနိုင်ပြီးစီရင်ပျောက်သွားမှာကိုအလို့သမားကြီးဆောင်ရွက်နေတဲ့အဖွဲ့တွေကစိုးရိမ်နေကြပါတယ်။အဓိကကျမတို့စိုးရိမ်တာဒီအထောက်ထားမရှိတဲ့အလို့သမားတွေကြတော့ဗောဒီညနာကြီးပေါ့နော်ဒီခန်းစားခွင့်တွေကဘယ်လို ဆက်ပြီးတော့ရရှိမလဲဒါမှမဟုတ်သူတို့အခုရေးတွေစုံစုံမှလာနောက်တစ်ခုကျတော့ဒီဆွေမျိုးတွေအနေနဲ့ဟောဒီအဲပတ်ဆိုင်ရာဌာနအသီးသီးတွေကိုဆက်တွေ့ပြီးတော့မှအကြောင်းကြားနာတွေရှိရလာပါတော့လက်လက်မီပါတို့လည်းကျမတို့ဆွေရိုက်တော့အဓိကအချက်တော့နောက်တစ်ခုကျတော့ဒီထောက်ထားရှိတဲ့အလုပ်သမားတွေလူမှုခုလုပ်ရေးမရှိတဲ့လူတွေကြတော့ဗောဒီအဲအစိုးရအနေနဲ့ဘယ်လိုမျိုးကုညီဆောင်ရှောက်ပေးမလဲဘယ်လိုအခွင့်အရေးတွေပေးမလဲဗောနော်ဒီလိုတွေအတိုင်းခံစားအခွင့် ရမှာလားပေါ့နော်အဲ့ဒါတွေကိုလည်းကျမတို့စိုးရိမ်ပါမြန်မာလူသမားတွေရဲ့မိသားစုတွေအနေနဲ့ရောကြီးရဖို့အတွက်အမှုဖွင့်တိုင်ကြားဖို့လိုတယ်လို့ WAG မြန်မာအဖွဲ့ကပြောပါတယ်။ကျွန်တော်တို့ဒီမြန်မာနိုင်ငံအပြီးပေါ့နော်အများဆုံးပေါ့ကျွန်တော်ဒီအခုပြိုကျတဲ့နေရာကိုတက်လာစီခြင်းနဲ့ဘာကြောင့်တက်လာစီခြင်းလဲဆိုရင်ကျွန်တော်အမှုတိုင်ကြားမှာဒါကျွန်တော်ကဒီအမှုကကျိုးဝင်မယ်ဆိုပြီးတော့ဒါအခုဖြစ်နေတယ်ပေါ့နော်ဒါအမျိုးတော်မှာဒါမျိုးတဝင်းခွဲဒါ BMI ပေါ့နော်သူတို့စစ်ဆေးရမယ်စစ်ပြီးမှလား ဒီအမှုကတိုင်ကြားလို့ရမယ်ဆိုပြီးတော့ဒါအခုဖြစ်နေတာအနေဒါဖြစ်ပါတယ်ခင်ဗျာအဲကျွန်တော်အနေနဲ့တော့အမြန်ဆုံးဒီဟိုတက်လာစီခြင်းပါတယ်ပေါ့နော်ဟုတ်ကဲ့ထိုင်းလူသမားရေးဝန်ကြီးဌာနကအဆောင်အပြုချမှုတွင်တည်ဆုံးခဲ့သူတွေရဲ့မိသားစုဝင်တွေကိုနှင်နာကြေးပေးမယ်လို့ဧပြီလ9ရက်နေ့ကအသိပေးထုတ်ပြန်ထားပါတယ်ဧပြီလ9ရက်နေ့အထိတည်ဆုံးထိုင်ရရခဲ့တဲ့လူသမားတွေအတွက်စုစုပေါင်းဘတ်ငွေ18.4တန်ပေးသွားမယ်လို့ဆိုပါတယ်တည်ဆုံးထိုင်ရရသူတွေအနေနဲ့မိသားစုဝင်တွေကအထောက်အထား စာအစာရန်ပြည်စုံစွာတင်ပြရင်တပတ်အတွင်းရောကြီးပြီမယ်လို့ထိုင်းလူ့သမားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်